ညိုစောကမာလာရဲ့အကျိုးစီးပွားတွေနဲ့ကြားကန်ပေးနေတာမျိုးမဟုတ်ပါဘူးရှေ့မှာပြောခဲ့တဲ့တန်းရွှေမောင်ဝေးတို့နဲ့အလွန်နီးကပ်ခဲ့တယ်လို့မင်းအောင်လှိုင်လိုစစ်တပ်ထိပ်ပိုင်းကြီးတွေရဲ့စီးပွားရေးတွေကိုအတွင်းသည့်အစင်းသည့်နဲ့ကလပန်ထိုးပေးနေတဲ့သူမျိုးပါပဲတခင်ရီ channel ရဲ့ပရိသတ်ကြီးအားလုံးမင်္ဂလာပါဒီတစ်ပတ်မှာတော့မင်းအောင်လှိုင်နဲ့ညိုစောဘလို့ဆက်နွယ်နေကြတယ်လဲဆိုတဲ့အကြောင်းကိုတင်ဆက်ပေးသွားကြပါမယ် ဒီကောင်းစင်အောင်မှာအရင်ဆုံးညိုစောအကြောင်းနဲ့စကြင်ပါတယ်။ပြီးမှမင်းအောင်လိုင်ကဘာကြောင့်ညိုစောကိုဝင်းကြီးချုပ်ထိခန့်ခဲ့တာလဲနဲ့သူနဲ့ဘလို့ဆက်ဆက်နေလဲဆိုတဲ့အကြောင်းအရာကိုဆက်ပြီးတော့ပြောပါမယ်။ဒေါ်စိန်အေးလို့အရက်ထဲမှာအပြောင်အပြက်ပြောကြတဲ့ DSC အပတ်စဉ်23စင်းနဲ့ညိုစောဟာအပတ်စဉ်19စင်းမင်းအောင်လိုင်နဲ့ဆိုရင် အပတ်စဉ်၄ခုလောက်ကြာချပါတယ်။ညိုစောဟာ အရင်နာဝတအစိုးရလက်ထက်ကလေးကနိုင်ငံထိပ်ပိုင်းတွေဖြစ်တဲ့တန်းရွှေမောင်ဝေးတို့ရဲ့လုံခြုံရေးကိုတာဝန်ယူရတဲ့အမှတ်3တုံညာ3ချေမြန်တရင်ရဲ့တရင်မှုအဖြစ်တာဝန်ယူခဲ့သူလို့လည်းသိရပါတယ်။နောက်ပိုင်းမှာတော့တောင်ပိုင်းတိုင်းအလဲပိုင်းတိုင်းစစ်ဌာနချုပ်တွေရဲ့တိုင်းမှုတာဝန်ယူခဲ့ပြီးတော့2014ခုနှစ်မှာတော့စစ်ထောက်ချုပ်ဖြစ်လာခဲ့ပါတယ်။ဒီနေရာမှာစစ်ထောက်ချုပ်ရဲ့အဓိကလုပ်ပိုင်ခွင့်တွေက စစ်တပ်အတွက်တိုက်လေရင်နေတဲ့စစ်လက်နက်တွေဝယ်ယူရေးကစလို့စစ်တပ်ရိတ်ခါကုန်ပစ္စည်းတွေဝယ်ယူရေးအထီကို အဆုံးဖြတ်ပေးရတဲ့အစ်မင်းအရာတို့တစ်ခုပါတချိန်တည်းမှာပဲစစ်ထောက်ချုပ်တွေကင်တွယ်ရတဲ့စစ်တပ်ရဲ့အဓိကစီးပွားရေးလုပ်ငန်းကြီးတစ်ခုဖြစ်တဲ့ MBC လို့ခေါ်တဲ့မြမစီးပွားရေးကော်ပိုရေးရှင်းကြီးရဲ့ဥက္ကဋ္ဌလည်းပဲညိုစောကဖြစ်လာခဲ့ပါတယ် MBC ရဲ့အောက်မှာပြည်သူပိုင်နေရာတွေကို အတင်းအာရမနီးနဲ့ရယူပြီးတော့နိုင်ငံဗန်နာတွေကို စိတ်ထင်တိုင်းဖြုံးပြီးဖို့စက်ရုံပေါင်း20ကျော်ထိရှိပါတယ်။ဒါအပြင်တကုံဘီယာနဲ့အဖျော်ယမကာတွေထုတ်လုပ်သလိုမိုင်းတဲလို့မိုဘိုင်းဖုန်းဆက်သွယ်ရေးဝန်ဆောင်မှုတွေကိုလည်း MBC ကလုပ်ပါတယ်။ရန်ကုန်မြို့ကကန်တာယာစီးရုံအပါအဝင်ဥက္ကလာခေါက်ကွင်းထီးတန်းစိတ်ကန်းနဲ့အလုံးကနိုင်ငံတကာစိတ်ကန်းပြီဆိုရင်လေ MBC ရဲ့ စီးပွားရေးတွေဖြစ်တယ်လို့အင်းဝဘဟန်လေး MEC ရဲ့အောက်ကလုပ်ငန်းတစ်ခုပါပဲဒီနေရာမှာပြောချင်တာကမြမစစ်တပ်ခေါင်းဆောင်တွေဟာ တိုင်းပြည်ကာကွယ်ရေးကိုအကြောင်းပြပြီးတစ်ဖက်ကသူတို့အကျိုးစီးပွားတွေကိုအကြီးကျယ်တိဆောက်နေတာပါဒီ MEC ပဲလားဆိုရင်မဟုတ်သေးပါဘူး MEC တဲ့ခုနှစ်နှစ်လောက်စောပြီးတော့1990ခရဲကတီထောင်ခဲ့တဲ့ ဥပိုင်းလို့လူတည်များတဲ့ UMEA ရှန်ဟာဆိုလို့ရှိရင်လေစစ်တပ်ရဲ့အကြီးပါဆုံးစီးပွားရေးတောက်တိုင်တစ်ခုပါပဲ။ဒါရနဲ့ညိုစောဘလို့ဆက်ဆက်လဲပြန်ကြည့်ရင်လက်ရှိဥပိုင်းမှာဩဂရတာဝန်ယူထားတဲ့ဒေါ်စင်ရေး24ဆင်ဆန်းဦးဟာညိုစောတဲ့အပတ်စဉ်တစ်ခုနိုင်တယ်လို့ယာရူလဲကြွားချပါတယ်။ဆိုလိုတာကဥပိုင်းရဲ့စီးပွားရေးကိုလည်း မျိုးစောကဓာတ်ရိုက်တာဝန်ယူတာမဟုတ်ဘူးလို့ထင်ရပေမဲ့ MEC လို့စစ်ထောက်ချုပ်တွေကတာဝန်ပေးတဲ့လုပ်ငန်းမျိုးအောက်ကနေလုတ်ကင်နေရတာမျိုးအပြင် MEC ဘက်ကနေတဆင့်စီမံခန့်ခွဲမှုတွေနဲ့တွားနေရတာလေဖြစ်နိုင်ပါတယ်ဆိုလိုချင်တာကစစ်တပ်ရဲ့အကျိုးစီးပွားအားလုံးရဲ့စီမံခန့်ခွဲမှုကိုမင်းအောင်လှိုင်ကမျိုးစောကိုလွှဲအပ်တဲ့သဘောပါဟုတ်ပြီဒါဆိုရင် ဘာကြောင့်မင်းအောင်လှိုင်ကညိုစောကိုသူ့ရဲ့စီနီယာတွေများစွာကိုကြော်ဖြတ်ပြီးတော့ဒီလောက်မြောက်စားနေတာလဲဖြေကရှင်းပါတယ်ညိုစောကမာလာရဲ့အကျိုးစီးပွားတွေနဲ့ကြားကန်ပေးနေတာမျိုးမဟုတ်ပါဘူးရှေ့မှာပြောခဲ့တဲ့တန်းရွှေမောင်ဝီတို့ ਨੇ အလွန်နီးကပ်ခဲ့တယ်လို့မင်းအောင်လှိုင်လိုစစ်တပ်ထိပ်ပိုင်းကြီးတွေရဲ့စီးပွားရေးတွေကိုအတွင်းသည့်အစင်းသည့်နဲ့ကလပန်ထိုးပေးနေတဲ့သူမျိုးပါပဲ။ 2020ခုနှစ်မှာမာလာဟာညိုစောကိုအရန်အင်အားဘက်ကိုရွှေ့လိုက်ပြီးတော့ကြောစွာလင်းကိုစစ်ထောက်ချုပ်ရာလိုပေးလိုက်ပြင်မဲ့တကယ်တော့စစ်ထောက်ချုပ်တွေသာဥက္ကဋ္ဌလုံးလို့ရတဲ့ MEC ကိုညိုစောကိုဒီကနေ့အထိပေးထားတာကို ကြည့်မယ်ဆိုရင်စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်တွေဟာသူတို့အကျိုးစီးပွားအတွက်သူတို့အချင်းချင်းမှလည်းယုံကြည်မှုမရှိကြပါဘူး MEC နဲ့ ပိုးပိုင်အောက်ကလုပ်ငန်းတွေကိုပြန်ကြည့်ရင်လေအရင်စစ်ကောင်းဆောင်ဟောင်းတန်းရွှေတော်မှာမိသားစုပိုင်လုပ်ငန်းတွေနဲ့ပေါ်ပေါ်ထင်ထင်မလုပ်ခဲ့ပေမဲ့အခုမင်းအောင်လှိုင်ရဲ့မိသားစုကတော့သူ့ရဲ့သားသမီးတွေကိုယ်တိုင် ပေါ်ပေါ်ထင်ထင်နဲ့ကုမ္ပဏီတွေတည်ထောင်ပြီးတော့လုပ်ခိုင်နေတာရှိပါတယ်။ဥပမာမင်းအောင်လှိုင်ရဲ့သားအောင်ပြည့်စုံရဲ့ကန်တာယာစေးယုံမိုင်းတဲနဲ့ဘိုးကောင်းရတနာကလေးထုခုစေးယုံတွေအပြင် Capital X ကုမ္ပဏီဆိုရင်စစ်တပ်လက်အောက်ခံမြမစီးပွားရေးဥပိုင်ကုမ္ပဏီနဲ့ပူးပေါင်းပြီးတော့တာယာတွေထုတ်လို့ဖြန့်ဖြူးရောင်းချနေတာရှိပါတယ်။ဒီနေရာမှာကြုံလို့မင်းအောင်လှိုင်ရဲ့သားအောင်ပြေဆုံးပိုင်းလုပ်ငန်းတွေပြောရရင်ဖုံးမြက်ပြေဆုံး Sky One မြမစစ်သူကြီးမင်းဒရာကြီး Winnie Sky True Golf အောင်မြင့်မှုမင်း Insurance Company Mighty Telecom Share ရှင်နဲ့ Azura Beach Resource ANM Maha Company Limited ငြိမ်းချမ်းပြည်စုံ Manufacturing and Trading Company Limited စတဲ့ကုမ္ပဏီများစွာကိုနာမည်မျိုးစုံနဲ့လုပ်ကိုင်နေတာပါဒီထဲကအောင်မြင့်မှုမင်း Insurance Company ဆိုရင်စစ်တပ်ကစစ်သားတွေရဲ့လစာတွေကနေလစဉ်အသက်အာမခံကြီးတွေဖြတ်တောက်ပေမဲ့ တကယ်သေးဆုံးတဲ့စစ်သားတွေကိုဘာအာမခံခြေမှမပေးနိုင်သလိုဒါတွေကိုမျိုးစောတို့လို MEC နဲ့ဥပိုင်ဘက်ကရတဲ့အကျိုးမြတ်တွေကလှည့်ပြီးတော့ကာကွယ်ပေးထားဖို့ရပါတယ်အချုပ်ပြောရရင်မျိုးစောလို့နောက်ဝတ္တလက်ထက်ကလေးကစစ်ကောင်းဆောင်တွေအဆက်ဆက်ရဲ့အကျိုးစီးပွားကိုကာကွယ်လာသူမျိုးမို့အခုအရေးကြီးတဲ့ဝင်ကြီးချုပ်လို့ယာရုမျိုးကိုပေးထားရုံမကပဲနဲ့ တစ်ဖက်က MBC ဥက္ကဋ္ဌလိုຢာရူးကိုပေးထားတာဟာမဆန်းပါဘူးကျွန်တော်တခင်တွေ ခံမှန်းတာမမှားရင်မင်းအောင်လိုက်ဟာကာချုပ်နေရာကိုကြောစွာလင်းဖြစ်နိုင်ပေမဲ့ပြည်သူစံနာကို အတင်းဆန့်ကျင်ပြီးတော့အခုသူဇွတ်လုံမဲ့ရွေးကောက်ပွဲ ပြီးခဲ့ရင်လေအစိုးရဖွဲ့ခဲ့မယ်ဆိုရင်တော့လွတ်တော်မှာစစ်တပ်ဖက်ကပေးရမယ်ဒုသမရာတအူးကိုမျိုးစောဖြစ်နိုင်ကြများပါတယ် ။ဘာကြောင့်လဲဆိုရင်မာလာဟာသူ့ရဲ့ရှေ့ကစစ်ကောင်းဆောင်တွေရဲ့အကျိုးစီးပွားကိုမြစ်ဆွေကဒုသမရနေရာကနေကာကွယ်ပေးခဲ့တယ်လို့အခုညိုစောကလေသူ့မိသားစုရဲ့အကျိုးစီးပွားကိုကာကွယ်ပေးနိုင်လိမ့်မယ်လို့မင်းအောင်လိုင်းယုံကြည်နေလို့ပဲဆိုတာလက်ရှိအခင်းချင်းတွေကပြသနေပါတယ်။ဘာရီဘလူပဲဖြစ်ဖြစ်ကျွန်တော်တခင်တွေပြစ်တက်ကြီးကိုတတိချက်စီကျင်တာကဒင်းတို့လို့ တိုင်းပြည်ကာကွယ်ဖို့နဲ့ပြည်သူလူထုအကျိုးစီးပွားထက်စစ်တပ်အကျိုးစီးပွားကိုသာရှေ့ရှုနေကြတဲ့သူတွေဥဆောင်နေတဲ့ဒီအကြမ်းဖက်စစ်တပ်တိုင်းပြည်ကာကွယ်ဖို့ထက်သူတို့စီးပွားရေးလုပ်ငန်းတွေနဲ့သူတို့မိသားစုတွေရဲ့စီးပွားရေးကိုသာအဓိကကာကွယ်နေတဲ့ဒီအကြမ်းဖက်စစ်တပ်ဒီလိုစစ်အာဏာရှင်မျိုးဆက်ကိုဒီတချီမှသာကျွန်တော်တို့အားလုံးအမြင့်ပြတ်မတိုက်ထုတ်နိုင်လို့ရှင်။နောင်လာမယ့် အနာဂတ်မျိုးဆက်တစ်ခုလုံးဟာအမောင်ဆက်ပြီးတော့ဖုံးနေဦးမယ်လို့ပြောရင်းနဲ့အဆုံးသတ်လိုက်ချင်ပါတယ်မြန်မာနိုင်ငံရဲ့စီးရေးနိုင်ငံရေးစတဲ့အထွေထွေသုံးသပ်ချက်တွေကိုအချိန်နဲ့တပြေးညီသိရှိနိုင်ဖို့အတွက်ကျွန်တော်တို့ရဲ့တခင်လေး channel ကို subscribe လုပ်ထားကြဖို့လည်းမမေ့ပါနဲ့ဦးနော်အစည်းအဝေးကိုအစားဆုံးကြည့်ရှုပေးကြရတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်။တခင်တွေ channel ရဲ့ပရိသတ်ကြီးအားလုံးလည်းဘေးကင်းကြပါပြီးစီးပွားလှလာပါတွေတိုးတက်ကြပါစေလို့ကျွန်တော်တခင်တွေဆုတောင်းပေးလိုက်ပါတယ်။